မိတ်ဆွေတို့ရေတခါတလေကိုယ့်ရဲ့အားနည်းချက်တွေမကောင်းတဲ့အခြေအနေတွေကကိုယ့်ကိုချုံနောက်ထားတယ်လို့ခံစားရဘူးလားဒါမှမဟုတ်အချစ်ကတိတ်ခတ်ခဲတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါဘလို့ကြော်လောမလဲဆိုတာတွေးဘူးလားဒီနေ့မှာ Holy Robert ရေးသားတဲ့ Feeding Beauty ဆိုတဲ့စာအုပ်အကြောင်းကိုပြောပြပေးသွားမှာပါဒီစာအုပ်ထဲမှာ Aurora ဆိုတဲ့မင်းသမီးလေးနဲ့ Dragon တာလွန်တို့ရဲ့ခက်ခဲနက်နဲတဲ့အချစ်ဇလံကိုတွေ့ရမှာပါသူတို့နှစ်ယောက်ဟာကြင်စာတွေအတားဆီးတွေကြားထဲမှာဘလို့ရုန်းကန်ကြမလဲ ူတို့ရဲ့ကံကြမ္မာကိုဘယ်လိုပြောင်းလဲမလဲဆိုတာကိုလေ့လာကြည့်ကြရအောင်။စာရေးသူ Holly Robert အကြောင်း Holly Robert ကတော့ Feeling Beauty စာအုပ်ကိုရေးသားခဲ့တဲ့စာရေးဆရာပါ။စာရေးသူအကြောင်းအတိအကျမသိရပေမဲ့ဒီစာအုပ်ထဲမှာသူရေးဖွဲ့ထားတဲ့ဇာတ်လမ်းတွေကစိတ်ဝင်စားဖို့ကောင်းတယ်လို့ခံစားချက်အပြည့်ပါပဲ။ Feeling Beauty ဇာတ်လမ်းအချင်း ဇလန်းရဲ့အဆမှာအော်ရိုရာဆိုတဲ့မင်းသမီးလေးဟာစက်ကူဘတ်ချိန်စာတင်နေပါတယ်။ဒါကြောင့်သူဟာအသက်ရှင်ဖို့အတွက်တခြားသူတွေစီကလိန်ဆွမ်းရင်ကိုဆုပ်ယူရပါတယ်။ဒါပေမဲ့ဆုပ်ယူလိုက်တိုင်းမှာသူဆုပ်ယူလိုက်တဲ့သူဟာတေဆုံးသွားပါတယ်။တာလုံဆိုတဲ့နောက်ဆုံးကျန်တဲ့ဒရဂွန်တစ်ကောင်ကသူ့ကိုကာကွယ်ပေးပါတယ်။တာလုံရဲ့အသားရည်ကပူလောင်နေတာကြောင့်ဘသူမှသူ့ကိုမထိနိုင်ပါဘူး။အော်ရိုရာနဲ့တာလုံတို့ဟာအမြဲအတူရှိနေပေမဲ့ဘယ်တော့မှထိတွေ့လို့မရပါဘူး။ အော်ရိုရာဟာသူ့ရဲ့ဘဝကိုလွတ်လပ်စွာရွေးချယ်နိုင်ဖို့အတွက်ဘော့စတိုမြို့ကိုထွက်ပြေးပါတယ်။မြို့မှာသူဟာပုံမှန်မိကလေးတယောက်လိုနေထိုင်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့တာလွန်ကသူ့ကိုအမြဲတမ်းစောင့်ရှောက်ဖို့အတွက်လိုက်လာပါတယ်။အော်ရိုရာဟာပွိုင်ဆန်ပဲဆိုတဲ့ဘားမှာရက်နဲ့စနိုးအီရီရီတို့နဲ့တွေ့ဆုံပြီးတငယ်ချင်းတွေဖြစ်သွားကြပါတယ်။ဒီဘားကမော်ဆန်တဲ့နေရာတစ်ခုဖြစ်ပြီးလူတွေကလည်းထူးခြားကြပါတယ်။တာလွန်ကလည်းအော်ရိုရာကိုစောင့်ရှောက်ဖို့အတွက်အဲ့ဒီဘားမှာလုံခြုံရေးအဖြစ်အလုပ်လုပ်ပါတယ်။ အော်ရိုရာဟာသူ့ရဲ့ချိန်စာကိုထိန်းချုပ်နိုင်မှုစူးစမ်းရင်းတငယ်ချင်းအစ်တွေနဲ့ပျော်ရွှင်စရာအချိန်တွေကိုဖြတ်တန်းပါတယ်။ဒါပေမဲ့သူ့ရဲ့စာလောင်မှုကဘယ်တော့မှပြောက်ကွယ်မသွားပါဘူး။တနေ့မှာတော့မဲဆိုတဲ့မော်ဆီယာမက အော်ရိုရာကိုချိန်စာတိုက်ခဲ့တဲ့အကြောင်းပေါ်လာပါတယ်။မဲကအော်ရိုရာရဲ့အဖေကိုလက်စားချေခြင်းလို့အော်ရိုရာကိုချိန်စာတိုက်ခဲ့တာပါ။ဒါအပြင်မဲကတာလွန်ရဲ့သွေးကိုသုံးပြီးသူ့ကိုယ်သူအစွမ်းထက်အောင်လုပ်ဖို့စူးစမ်းပါတယ်။ ။အော်ရိုယာရဲ့ရှုဝက်ချက်တွေပေါ်သွားတဲ့အခါတငယ်ချင်းတွေကသူ့ကိုစွန့်ပစ်သွားကြပါတယ်။တာလုံကိုလည်းမဲရဲ့သွေးဆုပ်ဖုတ်ကောင်တွေကဖမ်းသွားပါတယ်။ဒါပေမဲ့ Lost Gas လို့ခေါ်တဲ့သူ့တငယ်ချင်းတွေကသူ့ကိုကူညီဖို့ဆုံးဖြတ်ကြပါတယ်။အော်ရိုရာဟာသူ့တငယ်ချင်းတွေရဲ့အကူအညီနဲ့တာလုံကိုမဲရဲ့လက်ထဲကနေကယ်တင်ဖို့ကြိုးစားပါတယ်။နောက်ဆုံးမှာတော့အော်ရိုရာဟာသူ့ရဲ့ချိန်စာကိုလက်ခံပြီးမဲကိုအနိုင်ယူနိုင်ခဲ့ပါတယ်။မဲတည်သွားပြီးတဲ့နောက်မှာသူ့ရဲ့ချိန်စာကအော်ရိုရာကို နောက်ဆုံးတစ်ချိန်ဒုက္ခပေးပါတယ်။အော်ရိုရာဟာတာလွန်ကိုဆုပ်ယူဖို့ကြိုးစားပေမဲ့သူတို့ရဲ့အချစ်ကအဲ့ဒီချိန်စာကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ချိန်စာပျောက်သွားတဲ့အခါအော်ရိုရာနဲ့တာလွန်တို့ဟာလွတ်လပ်သွားကြပါတယ်။သူတို့နှစ်ယောက်အတူဘဝတစ်တစ်ခုကိုတည်ဆောက်ပြီးပျော်ရွှင်စွာနေထိုင်ကြပါတယ်။ဇက်ကောင်များအကြောင်းအော်ရိုရာဟာချိန်စာတည်နေတဲ့မင်းသမီးတစ်ပါးဖြစ်ပြီးလွတ်လပ်မှုကိုရှာဖွေနေသူပါ။ သူဟာအလှပရဲ့တင်ဂီတာတစ်ခုဖြစ်တယ်လို့ရှက်စရာကောင်းတဲ့ဝင်ထုံးဝင်ဘူးတစ်ခုလည်းဖြစ်ပါတယ်။တာလုံကသူ့ကိုကောက်ွယ်ပေးသူသူ့ရဲ့ယင်ဖွင့်ဖို့ဖြစ်ပြီးသူ့ရဲ့စွမ်းအားကိုခုခံနိုင်တဲ့တူဦးလေးတော်သူပါ။တာလုံကနောက်ဆုံးကြံတဲ့ဒရဂွန်ဖြစ်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကလက်နက်တစ်ခုလိုပါပဲ။သူ့အသားရည်ကိုထိတဲ့သူတိုင်းလောင်ကျွမ်းသွားတတ်ပြီးသူ့ရဲ့အချစ်ကသူ့ကိုအားပေးတယ်လို့ညှဉ်းပန်းနှိပ်စက်နေပါတယ်။မဲကအော်ရိုရာကိုချိန်စာတိုက်ခဲ့တဲ့မော်ဆီယာမဖြစ်ပြီး သူ့ကိုစုံပစ်ခဲ့တဲ့မိသားစုကိုလက်စားချေချင်နေပါတယ်။ရက်ကပွိုက်ဆင်အပေပါရဲ့ပိုင်ရှင်ဖြစ်ပြီးဆုံးရှုံးသွားသူတွေအတွက်ခိုးလုံရတစ်ခုပါ။သူကထက်မြက်ပြီးတရားမျှတမှုကိုမျက်နှိုးပါတယ်။စနိုးကရေစရာကောင်းပြီးတိုက်ခိုက်ရေးမှလည်းတော်ပါတယ်။သူက အော်ရိုရာကိုရိုးသားမှုနဲ့ခံနိုင်ရှိမှုရဲ့တန်ဖိုးကိုတင်ပေးပါတယ်။အီရီရယ်က Lost Cast ထဲမှာအေးဆေးရှိဆုံးသူဖြစ်ပြီးအမှုပညာကိုလည်းဝါသနာပါတယ်။ သူကအော်ရိုယာကိုလက်တွေ့ကြကြကူညီသလိုစိတ်ပိုင်းဆိုင်ရာဉာဏ်ပညာကိုလည်းပေးပါတယ်။အဓိကအကြောင်းအရာများဒီဇလန်မှာချိန်စာနဲ့စာလောင်မှုကကိုအတွင်းထဲကခံစားနေရတဲ့ဝေနာတွေဆွဲလန်းမှုတွေရဲ့တင်ဒေတာတွေပါ။အော်ရိုယာရဲ့ချိန်စာကသူ့ရဲ့ဆက်ဆံရေးနဲ့ရွေးချယ်မှုတွေကိုပုံဖော်ပေးပါတယ်။အော်ရိုရာနဲ့တာလွန်တို့ရဲ့မထီးတွေ့နိုင်တဲ့အခြေကသူတို့ကြားကစိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကိုပြသပါတယ်။ သူတို့ထိတွေ့လို့မရတာကသူတို့ရဲ့အချစ်ကိုပိုပြီးအကောင်းစေပါတယ်။ Poison Apple က Aurora အတွက်မိသားစုတစ်ခုလိုပါပဲ။ဒီနေရာမှာတငယ်ချင်းတွေရဲ့အကူအညီနဲ့ Aurora ဟာသူ့ရဲ့တန်ရာတွေကိုကူစားနိုင်ပါတယ်။ Diesel Land ကစွမ်းအားသဘောတူညီမှုနဲ့လွတ်လပ်ခွင့်အကြောင်းကိုပြောပြပါတယ်။မော်အတက်ကိုတုံးပြီးရွေးချယ်မှုတွေရဲ့အရေးပါပုံကိုဖော်ပြထားပါတယ်။ Aurora ဟာသူ့ရဲ့စွမ်းအားကိုဘယ်လိုတုံးရမလဲဆိုတာကိုသင်ယူပြီးသူ့ရဲ့ဘဝကိုပြောင်းလဲဖြစ်ပါတယ်။ ်မိကုံဖီဒင်းဘျူတီကဒံရရီဆွဲလက်မှုတွေနဲ့ကိုကိုကိုရှာဖွေတွေ့ရှိခြင်းကြောင့်ကိုရေးသားထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ အော်ရိုယာရဲ့ဇာတ်လမ်းကခန္ဓာရင်းရှိမှုချစ်ချင်းမေတ္တာနဲ့ပြောင်းလဲနိုင်စွမ်းအကြောင်းကိုပြသပေးပါတယ်မိတ်ဆွေတို့လည်းအော်ရိုယာလိုပဲကိုယ့်ရဲ့အားနည်းချက်တွေကိုရင်ဆိုင်ပြီးဘဝမှာလွတ်လပ်စွာရွေးချယ်နိုင်ဖို့ကြိုးစားပါကိုယ့်ရဲ့တငယ်ချင်းတွေနဲ့မိသားစုဝင်တွေရဲ့အကူအညီကိုရယူပြီးပျော်ရွှင်စရာဘဝကိုတည်ဆောက်နိုင်ပါတယ် မိတ်ဆွေတို့ရေဖီဒင်းဘျူတီကပေးတဲ့တင်ကန်းစာတွေကတော့ဒံယာတွေကိုကုစားဖို့မိသားစုတစ်ကိုရှာဖွေဖို့နဲ့ကိုယ့်ရဲ့စွမ်းအားကိုယုံကြည်ဖို့ပါပဲဒါကြောင့်ဒီစာအုပ်ကိုဖတ်ပြီးအာရင်တွေရယူကဘဝကိုအကောင်းဆုံးပုံဖော်လိုက်ကြပါစို့